ဒီမှာလူငယ်လူငယ်ဆင်ဆင်ဖြစ်တဲ့အတိုင်းပဲကျွန်မတရားအတွက်ဖះဆူတောင်းတဲ့အခါမှာကျွန်မနှလုံးသားထဲမှာဖះပြောခိုင်းတယ်လို့ကျွန်မယုံကြည်တဲ့အရာတချို့ပေါ့နော်အဲ့ဒီအရာတွေကျွန်မဒီနေ့ပြောချင်ပါတယ်ဆိုတော့ဒီနေ့ကျွန်မဝေငါဖို့ရန်အတွက်ပြင်ဆင်တဲ့အရာကတော့ကောင်းစင်ကတော့စောင့်ဆိုင်ရတဲ့ကာလမှာ အချိန်မဖြုံးပါနဲ့ဆိုတဲ့အရာပေါ့နော် Don't waste the weight စောင့်ဆိုင်ရတဲ့ကာလမှာအချိန်မဖြုံးပါနဲ့ဆိုတဲ့အရာလေးနဲ့ကျွန်မခွန်အားပေးချင်တာဖြစ်ပါတယ်။ဒီအရာကတော့ကျွန်မအကျွန်မကိုယ်တိုင်ပြင်ဆင်တာမဟုတ်ဘဲနဲ့ကျွန်မကြောင်းတက်တုန်းကကျွန်မတို့ရဲ့ကြောင်းမှာပေါ့နော်ဒီလိုမျိုးအလေမချာပေါ်ပေါ့နော်ဖျောက်ကိုချီမုံကိုခွက်ချင်းစီစဉ်နေလို့ရတဲ့အခါမှာကျွန်မတို့ဆရာတယောက်ကကျွန်မသူ့နာမည်တော့မမှတ်လိုက်မမှတ်မိဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီဆရာတဝင်းကားတဲ့ຢာကကျွန်မကိုအရန်ကောင်းချီးဖြစ်စေခဲ့တဲ့အခါမှာ ကျွန်မနှုတ်သေးချာယူပြီးတော့ဖျားပြန်ပြီးတော့ sharing လုပ်ခွင့်ပေးတဲ့တနေ့အဲဒီရာကိုပြန်ပြောမယ်ဆိုပြီးတော့ကျွန်မသေချာမှထားတဲ့အရာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာဒီ assistant အတွက်ကျွန်မပြင်ဆင်တဲ့ခါမှာဖျားကကျွန်မနှလုံးသားထဲမှာဒီရာကိုဝင်ငါဖို့ရန်အတွက်စကားပြောတယ်လို့ကျွန်မခံစားရတဲ့အတွက်ဒီနေ့ဒီအရာလေးနဲ့ပေါ့နော်အချိန်အနည်းငယ်ယူပြီးတော့ကျွန်မတို့အာခွာယူရအောင်ဆိုတော့ နကပြောတဲ့အတိုင်းပဲကောင်းစင်ကတော့စောက်ရှားရတဲ့ကာလမှာအချိန်မဖြုံးပါနဲ့ဆိုရရပါဘောနော်ဆိုဆာလန်ကျန်အခန်းကြီး130အငအငဲ9နဲ့6ကိုဖတ်မှာဖြစ်တယ်ဆိုတော့အဲ့ဒီရာမဖတ်ခင်ပါဆိုအသက်တာထဲမှာစောက်ရှားရတဲ့ကာလဆိုတာအထူးသဖြင့်ဒီမလေးရှားမှာနေရတဲ့သူတွေအတွက်စောက်ရှားရတဲ့ဆိုရရာကဘာလဲဆိုတာ definition ပြောဖို့မလိုဘူးလို့ကျွန်မတို့ယုံကြည်တာဖြစ်တယ်ဟုတ်တယ်နော်ကျွန်တော်ဒီနေရာကိုရောက်လာကြတယ် ရောက်လာတဲ့ခါမှာဘာမှမရှိဘူးတချို့လူတွေကျတော့ passport နဲ့လာတဲ့သူတွေလည်းရှိတယ်တချို့ကကျတော့ outland နဲ့ပေါ့နော်အဆင်ပြေတဲ့နီလန်နဲ့ကျွန်တော်ဒီနေရာကိုရောက်လာကြတယ်ရောက်လာတဲ့ခါမှာကျွန်တော်ရဲ့ goal ကဒီနေရာနဲ့ပြီးသွားဖို့မဟုတ်ဘူးကျွန်တော်မျောလင့်တဲ့နေရာကဘာလဲဖျားလန်းဖွင့်ပေးတဲ့တနေ့မှာ တတိယနိုင်ငံပိုကောင်းတဲ့နိုင်ငံပိုကောင်းတဲ့တိုင်းပြည်မှာပိုတိုးတက်တဲ့တိုင်းပြည်မှာပိုအဆင်ပြေတဲ့တိုင်းပြည်ပိုလုံခြုံတဲ့နေရာမှာသွားမယ်ဆိုရယုံကြည်ခြင်းနဲ့မျောလင့်ခြင်းနဲ့ကျွန်တော်ရောက်လာတာဖြစ်တယ် အဲ့ဒီຢာကိုရဖို့ရတဲ့ချဘချက်ချင်းဒီတိုင်းမရဘူးယူအင်ယုံသွားရတယ်ယူအင်ယုံမရောက်သေးဘူးယူအင်မရောက်ခင်မှာ community ယုံတွေကိုကျွန်မတို့ယင်သွားရတယ် community card တွေသွားယူရတယ်ပြီးလို့ရှိရင်ယူအင်ယုံကဖို့ခေါ်ဖို့ရတဲ့ချဘအကြာကြီးဆောက်ရတယ်အဖွဲ့မင်းရပြီဆိုရင်အဲ့ဒီယူအင်ယုံသွားတဲ့နေ့မနေ့အစောကြီးတချို့ဆိုရင်တနားရီမနေ့တနားရီနှစ်နာရီသုံးနာရီသွားရတယ်အကြာကြီးတန်းစီပြီးမှပဲသူတို့ခေါ်တဲ့ချိန်မှာယုံတဲ့ကိုဝင်ရတယ်ဟုတ်တယ်နော် ယုံတဲ့ကိုဝင်ပြီးပြီဆိုရင်လည်းချက်ချင်းခေါ်သလားမခေါ်ဘူးရှင်းနိုင်မှာကျွန်တော်ယုံခံတဲ့ဦးရအဲ့ဒီအဆောင်တဲ့ကိုဝင်ခွင့်ရပြီဆိုရင်တော့မှကျွန်တော်တကယ်ယုံခံတဲ့ကိုခေါ်တဲ့အချိန်ကညနေ9တချို့ဆို9နာရီ4နာရီပေါ့နော်ယုံမပိတ်ခင်အဲ့ဒီအချိန်မှခေါ်တာရှိတယ်ဆိုတော့ကျွန်မပြောချင်တဲ့အရာကဘာလဲဆိုရင်စောင့်ဆိုင်ရတဲ့အရာလို့ပြောတဲ့အခါမှာစောင့်ဆိုင်ခြင်းဆိုတဲ့အရာကအထူးသဖြင့်ဒီမလေးရှားမှာနေနေရတဲ့သူတွေအတွက်ဘာလဲဆိုတော့ လုံးဝရှင်းပြဖို့မလိုဘူးဆိုတာကိုကျွန်မတက်တင်တဲ့ကောပြောပြတာဖြစ်တယ်ကျွန်မတဲ့တောင်မှပို့ပြီးတော့နားလဲကြမှာဖြစ်တယ်ဆိုတော့ကျွန်မတို့အသက်တာထဲမှာဒီနေ့အတိုင်းမှာသွာလာအသက်ရှင်ခြင်းထဲမှာပဲမဟုတ်ပါဘူးဝိညာဉ်ရမှာလဲကျွန်မတို့ဆောင်းဆိုင်ရတဲ့ကာလတွေရှိတာဖြစ်ပါတယ်အာမင်ယုံကြည်သူအသက်တာဆိုတာကဖခင်ကအမြဲတမ်းသူ့ကိုယုံကြည်ပြီးတော့သူ့ရဲ့အချင်းကိုဆောင်းဆိုင်တပို့ရန်အတွက်အမြဲတမ်းဖခင်ကတုန်တင်ပေးတာဖြစ်တယ် ဖရာရဲ့ချီးမြှောက်ခြင်းတစ်ခုခုဖရာရဲ့ကောင်းချီးမင်္ဂလာတစ်ခုခုရောက်လာဖို့ရန်အတွက်လည်းကျွန်တော်တို့စောင့်စားရတာဖြစ်တယ်။အာမင်။ဒီမှာဖရာကကောင်းချီးပေးတယ်ဝိငင်ရမှာဥဆောင်ပေးတဲ့ဒီမှာဆရာဆန်နေရှိတယ်ဆရာဆရာမတွေအများကြီးရှိတယ်ဖရာကပေးတယ်။ဒီဆရာဆရာမတွေဖရာပိတ်တိတ်တဲ့ဒီဆရာဆရာမတွေဒီနေရာတွေရောက်လာဖို့ရန်အတွက်သူတို့ရဲ့တည်တည်ခံချက်တွေကျွန်တော်နားထောင်ကြည့်တယ်ဆိုရင်စောင့်စားရတဲ့ကာလတွေအများကြီးကြုံခဲ့ရမှာဖြစ်တယ်။အာမင်။ဖရာရဲ့နေရာမှာတခုဖရာက စောစောစီစီလို့ပြောရမလားဖခင်ကကျွန်မကိုတင်ပေးခဲ့တဲ့အရာကဘာလဲဆိုရင်ဖခင်ရဲ့ချီးမြှောက်ခြင်းတစ်ခုခုအထူးသဖြင့်ဒီဝိညာဉ်ရနဲ့ပတ်သက်ပြီးတော့ဖခင်ရဲ့ယုံကြည်စိတ်ချရရတဲ့လူတယောက်ကျွန်မတို့ဖြစ်လာဖို့ရန်အတွက်ဖခင်ကအမြဲတမ်းကျွန်မတို့နှလုံးသားကိုစမ်းစစ်တယ်အာမင်အဲ့ဒီနှလုံးသားစမ်းစစ်ခြင်းမှာကျွန်မတို့အောင်ဖို့ရန်အတွက်ဖခင်ဘက်ကလည်းစောင့်တယ်ကျွန်မတို့ဘက်ကလည်းအဲ့ဒီအစင်တရားဖို့ရန်တစောင့်ပြီးတော့အသက်ရှင်ရတယ်ဟုတ်တယ်နော်ဆိုတော့ ခရစ်ခရိယအတ္တာမှာကျွန်တော်ယုံကြည်သူအတ္တာမှာယုံကြည်ခြင်းနဲ့ရှောက်လန်းရတဲ့အတ္တာမှာတော့ကောင်းနေရတာကျွန်တော်အသက်ရှင်တဲ့နေရာမှာစောင့်ဆိုင်ရတဲ့ကဲ့သို့ဒီဝိငင်းရမှာလဲဖခါနဲ့တွာလာခြင်းမှာလဲစောင့်ဆိုင်ရတဲ့ကာလတွေအများကြီးအများကြီးရှိတာဖြစ်ပါတယ်ဆိုတော့ဒီစောင့်ဆိုင်ရတဲ့ကာလတွေမှာကျွန်တော်ဘယ်လိုအသက်ရှင်မလဲအာမင်ဒါလူငယ်တွေကြီးပဲအများကြီးဖြစ်တဲ့ခါမှာကျွန်မထူပါခံစားလဲဆိုဒီဒီလေးစစ်စင်စားတဲ့ခါမှာဒီလောက်များတဲ့လူငယ်တွေ ဒီလောက်တမ်အမ်တမိုးရှိလူငယ်တွေဖရားသိတ်ချတဲ့လူငယ်တွေဖရားရဲ့ခေါ်ခြင်းတွေကြီးကြီးမားမားသူတို့အသက်တာထဲမှာတကယ်ရှိတယ်ဆိုတော့ကျွန်မထူးယုံကြည်တာဖြစ်တယ်။တချို့လူတွေဖရားဖွင့်ပြလို့ဖရားကဘာအတွက်ခေါ်ထားလဲဆိုတော့တိတိကျကျသိပြီးသားတွေလည်းရှိလိမ့်မယ်။မသိသေးတဲ့သူတွေလည်းရှိလိမ့်မယ်။ဒါပေမဲ့မသိသေးလို့မရှိတာမဟုတ်ဘူးလို့ကျွန်မဒီနေ့ပြောချင်တယ်။အာမင်။ကျွန်မတချို့ကအဲတခြားလူတွေရဲ့တသက်ခံချက်တွေကြားတဲ့အခါမှာ အာဥပမာဆိုရင်အာငါဒီလို vision ရတယ်ဖခင်ကဒီလိုဖွင့်ပြတယ်ဒီနေ့လူအများကြီးရှိမှ worship ဥဆောင်ရမယ်နှိုးဆိုရင် million နဲ့ချီတဲ့လူတွေရှေ့မှာတရားဟောရမယ်အဲ့လိုမျိုးကြီးကြီးကျယ်ကျယ်နဲ့ပေါ့နော်လူတွေကြီးကြီးကျယ်ကျယ်လူတွေကသူတို့ရဲ့တသက်ခံချက်တွေဖခင်ဖွင့်ပြတဲ့အရာတွေကိုကျွန်တော်ကြားတဲ့ခါမှာအဲ့လိုမျိုးဖွင့်ပြချက်မရတဲ့ကျွန်တော်တို့တချို့တွေကအော်ငါ့ကိုဖခင်မခေါ်ဘူးလားငါတို့ဖခင်ရဲ့ကြီးမားတဲ့အကျင့်စီမရှိဘူးလားတို့ကျွန်တော်တွေးတတ်ကြတယ်အဲ့ဒီအရာက မမှန်ဘူးဆိုတော့ဒီနေ့မှကျွန်မပြောချင်ပါတယ်အာမင်ဖခင်ဖွင့်ပြခြင်းတိကျတဲ့ဖွင့်ပြခြင်းဖခင်ကငါ့ကိုဒီနေရာမှာခေါ်တယ်ဆိုရဲတိကျတဲ့ဖွင့်ပြခြင်းရပီးသားသူတွေလည်းရှိလိမ့်မယ်ရှိတဲ့ရပီးသားသူတွေအတွက်ဖခင်ရဲ့ကြီးစွာကိုထူချီးမွမ်းတယ်အာမင်မရသေးတဲ့သူတွေအတွက်လည်းလုံးဝစိတ်နဲ့မချပါနဲ့ဖခင်မှာတင့်အတွက်အကျံစီရှိပီးသားဖြစ်တယ်ဖခင်ကမလိုအပ်သေးလို့မဖွင့်ပြတာဖြစ်တယ် ဖခင်ကဖွင့်ပြဆရာမလို့ဘဲနဲ့လဲအဲ့ဒီနေရာထိကိုဖခင်ကတစင်ပြင်းပို့ဆောင်ပေးမှာဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်တက်တာမှာဖခင်ရဲ့ခေါ်ခြင်းကိုတီးဖို့အာဘာတို့ဖခင်ခေါ်လဲဆိုတော့တီးဖို့ကအဓိကမဟုတ်ဘဲနဲ့အဲ့ဒီခေါ်ခြင်းကိုပြည့်စုံဖို့ကအဓိကဟုတ်တယ်နော်အဲ့ဒါကြောင့်ဖွင့်ပြခြင်းရပြီးသားသူတွေအတွက်ဖခင်ခြေစိုးချီးမွမ်းသလိုမရသေးတဲ့သူတွေအတွက်ဖခင်မှာရှိရှိတယ် ဖခင်ကမဖွင့်ပြရင်လေအဲ့ဒီနေရာထိရောက်ဖို့ရတဲ့တင်းကိုလမ်းပြပေးမှာဖြစ်တယ်အာမင်ဆိုတော့ဒီစောင့်ဆိုင်းရတဲ့ကာလမှာကျွန်တော်ဘာလုပ်မှာလဲအရင်ဆုံးအနေနဲ့ကျွန်တော်ကဒီစောင့်ဆိုင်းရတဲ့ကာလမှာ in the waiting i will watch အာမင်ဒီစောင့်ဆိုင်းရတဲ့ကာလမှာငါဒီတိုင်းမနေဘူးဘာလုပ်မလဲဆိုရင်ဖခင်ရဲ့အလေးလာကိုငါစောင့်မယ်ဖခင်ရဲ့အလေးလာကိုငါကြည့်မယ်ဖခင်ကငါ့ကိုဘာလုပ်စေချင်လဲ ဘုရားကငါ့ကိုဘာခိုင်းတယ်လဲဒီကာလမှာဘုရားငါ့ကိုပေးထားတဲ့ vision တော့မရောက်သေးဘူးဘုရားငါ့ကိုလှုပ်ခိုင်းတဲ့အရာတခုတော့ငါလှုပ်ခွင့်မရသေးဘူးဒါပေမဲ့ဒီဆောင်ဆိုင်ရတဲ့ကာလမှာငါဘာလုပ်မလဲခုနကကျွန်တော်တို့ဘုရားမျက်မှောက်တော်ထဲမှာနေကြတယ်သူရဲ့ချစ်ချင်းမြတ်တာကိုကျွန်တော်ခံယူကြတယ်သူကိုချီးမြှောက်ကြတယ်ကိုးကွယ်ကြတယ်အဲ့ဒီအရာကကျွန်တော်ဆောင်ဆိုင်ရတဲ့ကာလမှာလုပ်ရမယ့်အရာဖြစ်ပါတယ်အာမင်ဆလံကျအခန်းကြီး330ငွေ9နဲ့6အတူတူကဖတ်ရအောင်နော် ထာဝရဘုရားကိုငါစောက်လျက်နေ၏ငါဝိညာဉ်သည်စောက်လျက်နေ၏နှုတ်ကပတ်တော်ကိုငါမျော်လင့်၏နတ်နဲ့ကိုမျော်လင့်တော်သူတို့ထက်မကငါဝိညာဉ်သည်ဖျားရှင်ကိုမျော်လင့်လျက်နေ၏အာမင်နောက်တစ်ခေါက်ပြန်ဖတ်ရအောင်နော်ငါနဲ့ချက်ထာဝရဘုရားကိုငါစောက်လျက်နေ၏ငါဝိညာဉ်သည်စောက်လျက်နေ၏နှုတ်ကပတ်တော်ကိုငါမျော်လင့်၏ နာနဲ့ကိုမျောလင့်တော်သူတို့ထက်မကငါဝိညာဉ်သည်ဖျားရှင်ကိုမျောလင့်လက်နေ၏အာမင်ဆိုဒီဆောင်းဆောင်းရတယ်လို့ပြောတဲ့ခါမှာခုနကကျွန်မပြောတဲ့အတိုင်းတချို့လူတွေတွေ့ကိုယ့်ရဲ့အသက်တာအနာဂတ်တွေ့ပိုကောင်းတဲ့တတိယနိုင်ငံကိုစောင့်နေတာလည်းဖြစ်လိမ့်မယ်တချို့လူတွေတွေ့ဝိညာဉ်ရမှာဖျားကတိပေးထားတဲ့အရာတခုခုစောင့်နေတာလည်းဖြစ်လိမ့်မယ်တချို့လူတွေတွေ့ဖျားကဘာကိုစောင့်ခိုင်းမှမသိပေမဲ့ယုံကြည်ခြင်းနဲ့သွာလာနေတဲ့သူတွေလည်းရှိလိမ့်မယ် ဒါပေမဲ့ဘသူပဲဖြစ်ဖြစ်ဘယ်အရာပဲသင်ဆောင်နေနေဒီဆောင်ရတဲ့ကာလမှာကျွန်တော်တို့လုပ်ဖို့ကဖခင်ရဲ့မျက်နာရှာဖို့ဖြစ်ပါတယ်။အာမင်။ဖခင်ရဲ့မျက်မှောက်တော်ထဲမှာရှိနေဖို့ဖြစ်ပါတယ်။အာမင်။ဖခင်ရဲ့မျက်မှောက်တော်ထဲမှာဖခင်ရဲ့အတန်တော်ဖခင်ရဲ့နှုတ်ကပတ်တော်နဲ့အချိန်ယူပြီးတော့နေရတိုင်းမှာဖခင်ကဘာစကားပြောတယ်လဲ။ဘာလို့စေခြင်းတယ်လဲ။ဘယ်လိုလူမျိုးတွေနဲ့ဖခင်ကပေါင်းစေခြင်းတယ်လဲ။ဘယ်နေရာမှာဖခင်ပါဝင်စေခြင်းလဲဆိုတဲ့အရာအဲ့ဒီအရာကိုကျွန်တော်တို့နားဆွနေဖို့အာမင်။ ဖခင်အသံတော်ကိုနားဆွင့်နေဖို့ဖခင်လောက်ခိုင်းတဲ့အရာကိုနားဆွင့်နေဖို့အရေးကြီးတာဖြစ်ပါတယ်အာမင်ဒုတိယအနေနဲ့ဒီစောင့်ဆိုင်ရတဲ့ကာလမှာဘာလုပ်မလဲဆိုရင် I will act အာမင်တဆုံတစ်ခုကိုငါပြုမှာဖြစ်တယ်ဒီတိုင်းမဆောင်ဘူးအာမင်ဒီတိုင်းမဆောင်ဘူးဒီဆောင်ရတဲ့ကာလမှာငါဘာလုပ်နိုင်တယ်လဲငါဘာလုပ်တတ်တယ်လဲငါဘယ်အရာနဲ့ငါ့ရဲ့လက်ထဲမှာဖခင်ဘယ်အရာထားပေးတယ်လဲ ဒီအရာနဲ့ငါဖះအတွက်ဘာဝင်မဲဆိုပြီးတော့ကျွန်တော်တို့ဒီဆောက်ဆက်ရကာလမှာအချိန်မပြုံးမဲနဲ့ဖះကကျွန်တော်တို့လက်ထဲမှာထည့်ပေးတဲ့အနှဲငယ်သောအရာလည်းဖြစ်ဖြစ်ကောင်းဖြစ်မယ်။ဒါပေမဲ့အဲ့ဒီအနှဲငယ်သောအရာနဲ့ကျွန်တော်တို့ဖះအတွက်တစုံတကူပြုရမှာဖြစ်ပါတယ်။အာမင်။အာမင်။ဆင်းပြလူငယ်တွေမြောက်များစွာကျွန်တော်တွေ့တယ်။ဒီကချင်းမှာအရန်ကိုတော်တဲ့သူတွေလည်းရှိတယ်။တချင်းဆိုချင်းမှာအလွန်ကိုတော်တော်သူတွေလည်းရှိတယ်။မီဒီယာဘက်မှာသူကဖက်ဖက်မှာအာရှာလို့တဲ့နေရာမှာ အယံတော်တဲ့သူတွေအများကြီးရှိတာဖြစ်တယ်။ဆိုတော့တင်တို့တွေဒီဆောင်းဆားရတဲ့ကာလကိုအချိန်မပြုံးတဲ့အတွက်ကြောင့်တင်တို့ရဲ့ဒီပါဝင်ဆက်ကချီအဖင်ဖရိုက်ကောင်းချင်းမလားတင်တို့အသက်တာထဲမှာတကယ်စီးစင်းမှဖြစ်ပါတယ်။အာမင်။ဆိုတော့ကျွန်တော်တို့ထဲမှာရှိနေတဲ့သူတွေဖရိုက်နိုင်ငံတော်မှာဒီလိုကောင်းတစ်ဖက်ဖက်မှာတင်တို့ပါဝင်နိုင်တယ်ဖရိုက်တင်တည့်ရဲ့လက်ထက်မှာတစုံတစ်ခုဖရိုက်ထားပေးတယ်ဆိုတော့တင်တည့်ရဲ့ဆိုရင်ဒီတိုင်းမထားပါနဲ့။အိုးငါဟိုရောက်မှာ ။အိုးငါအဲ့ဒီအချိန်နေရောက်မှအိုးငါဒီလောက်ရှိမှလို့မပြောပါနဲ့။ရှိတဲ့အရာနဲ့စားပြုပါ။ရှိတဲ့အရာနဲ့လှုပ်ရှားပါ။အာမင်။စောင်းနဲ့စောင်းရတဲ့ကာလမှာကျွန်တော်လှုပ်ရှားမှဖြစ်တယ်။စောင်းရတဲ့ကာလမှာဖျားထားပေးတဲ့ဖျားပေးတဲ့အခွင့်အရေးရတဲ့လောက်အခွင့်အရေးကိုကျွန်တော်အကောင်းကောင်းသုံးချမှဖြစ်တယ်။အာမင်။အမေသောအတင်းတော်အထူးသဖြင့်ဒီ focus ဖို့မလေးရှားမှာရှိတဲ့အတင်းတော်ကဘယ်အရာမှာကျွန်မအာ ဘယ်လိုပြောမလဲကောင်းကြီးရလေလို့ကျွန်မမြင်တဲ့အရာတစ်ခုကပါလဲဆိုရင်ကျွန်တော်တို့ဒီမှာရှိတဲ့သူတွေအများအများစုပေါ့နော်တရားမှာတရားတော့ကျွန်မမသေးချဘူးဒါပေမဲ့99%တော့မြန်မာစကားတတ်ကြမယ်လို့ကျွန်မယုံကြည်တယ်ဟုတ်တယ်နော်ဆရာမ99%နော်ကလေးတွေတချို့တော့မသိဘူးဒါပေမဲ့99%တော့မြန်မာစကားတတ်ကြမယ်လို့ကျွန်မယုံကြည်တယ်ဆိုတော့ဒီမြန်မာစကားမြန်မာဘာသာစကားပြောတတ်ခြင်းအပြင်ကျွန်တော်တို့ဟာနေပဲကဘိုးဘွဲ့ချေပြတ်တာဖြစ်တယ် တော့ချင်းလူမျိုးတွေအများကြီးရှိတယ်ချင်းစကားတခုတမျိုးတည်းပြောတတ်တာတဲ့မြန်မာစကားပြောတတ်လိုက်တဲ့ခါမှာကျွန်တော်တို့နေရာပေါ်ကျဝင်းသွားတာဖြစ်တယ်ပါတွက်လေအင်္ဂလိပ်တရားဟောဖို့တွက်ဖြစ်တယ်အာမင်မတိသေးတဲ့သူတွေကဲတင်ချင်းတရားကိုမတိသေးတဲ့သူဂျေစုတရားမတိသေးတဲ့သူတွေကိုကျွန်တော်ပြန်ပြီး share လုပ်ဖို့ရအတွက်ဘာမှမ music မတိသေးရင်တောင်မှတချင်းမစိုးတတ်ရင်တောင်မှကျွန်တော်စကားပြောတတ်တာဖြစ်တယ်အာမင် ကျွန်တော်စကားပြောတတ်တယ်ကျွန်တော်ပြောတတ်တဲ့ဒီဘုရားပေးတဲ့ဒီနှုတ်နဲ့ကျွန်တော်ပဝင်ခြင်းမှာဘုရားထားထားတဲ့လူတွေပေါ်မှာကျွန်တော်ချစ်ချင်းမြတ်တမ်းနဲ့စကားပြောမှာဖြစ်တယ်ဘုရားเจ้าကိုလာဖို့တဲ့ကျွန်တော်ဖိတ်ခေါ်လို့ရတာဖြစ်တယ်အဲ့ဒီရာကကျွန်တော်စောင့်ဆိုင်ရတဲ့ကာလမှာလှူရှားလို့ရတဲ့ရာတွေကျွန်တော်ဥပမာပေးခြင်းတာဖြစ်တယ်သူတို့လုပ်ငန်းမှာတို့လကောင်းမိသားစုထဲမှာကိုပေါင်းတဲ့အသင်းတော်အသီးသီးမှာကျွန်မဒီရောက်ပြောလိုက်တဲ့အခါမှာ တင်းရဲ့လက်ထဲမှာဘုရားထည့်ပေးထားတဲ့ຢာနဲ့ဘာလို့တတ်တယ်လဲဆိုတော့တင်းရဲ့အတွေ့ထဲမှာအော်ငါဒါလို့တတ်တယ်လို့ဘုရားကဖွင့်ပြပေးနေတယ်မယ်လို့ကျွန်မခုအထူးယုံကြည်နေတာဖြစ်ပါတယ်အာမင်ဆိုရင်ဆုံးဆိုင်ရတဲ့ကာလမှာကျွန်တော်တို့အငြိမ်မနေဘူးဖြစ်တယ်။ဆောင်းဆိုင်ရတဲ့ကာလမှာကျွန်တော်ဖျားပေးထားတဲ့အရာလေးတွေကျွန်တော်ဒီတိုင်းမထားဘူးဖြစ်တယ်။ဟုတ်တယ်နော်။ကျန်းစာထဲမှာသခင်ရှုကလည်းပြောတယ်ပုံဥပမာနဲ့သူပြောတယ်။ခရီးအဝေးကိုထွက်သွားတဲ့တတိတယောက်ကသူ့ရဲ့အစီခံတွေကိုတယောက်ကို900 200 100စသဖြင့်ပေးတယ်။ ပြန်လာတဲ့ခါမှာတထေးကမြင်ချင်တာပါလဲဆိုရင် तू ပေးထားတဲ့အရာတွေတိုးပွားစေချင်တာဖြစ်တယ်။အာမင်။တိုးပွားစေချင်တဲ့ဖရားဖြစ်တယ်။အနည်းငယ်ဖြစ်ကောင်းဖြစ်မယ်။ဒါပေမဲ့ဒီဆောင်ဆိုင်ရတဲ့ကာလမှာ ဖြစ်တဲ့လမ်းတဝက်လို့တင်ခံစားရတဲ့နေရာမှာဖရားပေးတဲ့အရာတွေကိုဒီတိုင်းဝတ်မထားပါနဲ့။အတုံးပြူပါ၊လှုပ်ရှားပါ၊စပြောကြည့်ပါ၊စချေလန်းလန်းကြည့်ပါ။အာမင်။ ဖခင်ရဲ့ဘုန်းတော်ကိုမြင်ရမှာဖြစ်တယ်အာမင်ပြီးတော့တတိယတစ်ခုနေနဲ့ဒီစောင့်ဆိုင်းရတဲ့ကာလမှာကျွန်တော်ဘာလုပ်မလဲဆိုရင်ငါဘလို့တိုးတက်မလဲဆိုတဲ့လမ်းကြောင်းကိုကျွန်တော်ပြောရှာမှာဖြစ်တယ်အာမင်ဒီစောင့်ဆိုင်းရတဲ့ကာလမှာ I will improve ငါတိုးတက်မယ်ငါတက်လန့်ရှာမယ်ငါဘလို့လို့ရင်ငါဒီချွမ်းပြီးတာဖခင်ပေးတဲ့ဒီ talents ကိုငါဘလို့လှုပ်လှုပ်ရှင်ဘလို့တိုးပွားလာမလဲကျွန်တော်စဉ်းစားရမှာဖြစ်တယ်အာမင် ဒီဆောက်ဆားရတဲ့ကာလမှာကျွန်မဒီတိုင်းမနေဘူးအလုံးလုံးရတယ်ကျွန်မကျွန်မနားလဲတယ်ဒါပေမဲ့အလုံးလုံးတဲ့အရာတစ်ခုတည်းမမကျင်တတ်ပါနဲ့အာမင်သင်တို့အာစာဘက်မှာအားဘာလဲဖျားကောင်းချပေးတဲ့သူတွေဆိုရင်လဲကြောင်းဆက်တဲ့နိုင်အောင်လှမ်းရှာပါသင်တန်းလေးတွေပဲဖြစ်ဖြစ်ဘောနော် music တီးတတ်တဲ့သူတွေလဲဆိုရင်လဲပူချွမ်းသွားအောင်သင်ယူပါလေ့လာပါအာမင်ပြီးတော့အင်္ဂလိပ်စကားမတတ်သေးဘူးဆိုရင်လဲ တက်အောင်သင်ပါလိလာခြင်းနဲ့လုံသားရှိရမှာဖြစ်တယ်အခုခေတ်ဆိုရင်ဖေယားကတကယ်ဘောနော်ဒီလောကအရာတွေလည်းအရန်တိုးတက်တယ်အင်္ဂလိပ်စာသင်ဖို့ရန်တော့ကျွန်တော်ဆရာခေါ်ဆရာမလိုတော့ဘူးဖုန်းတစ်လုံးရှိတယ်ဆိုရင် အားလုံးအဆင်ပြေတာဖြစ်တယ်အာမင် everybody မဝယ်နိုင်ဘူးဆိုလည်းရတယ် YouTube မှာအများကြီးရှိတယ်ကျွန်တော်တိုးတက်မဲ့နီလန်းကိုရှာရမှာဖြစ်တယ်တိုးတက်အောင်ကိုကိုကိုတိုးတက်အောင်လုပ်ရမှာဖြစ်တယ်အဲ့ဒါကဘာဘာအတွက်လဲဆိုရင် ဒီဆောက်ဆားရတဲ့ကာလကုန်လို့ဖះခေါ်တဲ့နေရာရောက်လာတဲ့အခါမှာအာမင်အဲ့ဒီအချိန်မှာကျွန်တော်တာရွေးကြီးမကျေပြန်ဆိုအလုံးလုံးနိုင်မှာဖြစ်တယ်အာမင်ဆိုဒီဒီကခုရှိနေတဲ့အရာလေးတီးတဲ့အရာလေးနဲ့မရောက်ရဲပါနဲ့။အိုးငါဆောက်နေတာပဲ။ဟိုရောက်မှဟိုလိုဖြစ်မှဒီလောက်ရှိမှမပြောပါနဲ့။အခုချိန်မှာပါရှိတယ်လေရှိတဲ့အရာလေးနဲ့စားပြုပါ။ရှိတဲ့အရာလေးနဲ့လှုပ်ရှားပါ။ရှိတဲ့အရာလေးနဲ့ပူတိုးတဲ့အောင်လမ်းရှားပါ။ စ조사ပါလို့ကျွန်မပြောချင်တယ်အာမင်နောက်ဆုံးတစ်ခုအနေနဲ့ဒီဆောင်းဆိုင်ရတဲ့ကာလမှာကျွန်တော်ဘာလုပ်လဲဆိုရင်ဖခင်ကိုယုံကြည်မှဖြစ်တယ်အာမင်ဒီဆောင်းဆိုင်ရတဲ့ကာလမှာ I will trust အာမင် I will trust the Lord ဖခင်ကိုကျွန်တော်ယုံကြည်မှဖြစ်တယ်ဖခင်ကိုကျွန်တော်ကိုးစားမှဖြစ်တယ်အာမင်ဆောင်းဆိုင်ရတဲ့ကာလမှာဖခင်စကားတော့ရပြီဖခင်ရဲ့ဖွင့်ပြခြင်းတော့ရှိပြီ ဖះကတော့ပြောထားပြီးပြီဒါမဲ့စောင့်နေရတော့လန်ခီကလည်းကိုထင်းတယ်လို့မဟုတ်ဘူးပို့ပြီးတော့ခက်ခဲတဲ့ချိန်တွေလည်းရှိမယ်ဒို့ပင်မဲ့အဲ့ဒီချိန်တွေမှာကျွန်တော်ကဘာလုပ်မလဲဆိုပြီးဆက်ပြီးတော့ဖះကိုယုံကြည်မှဖြစ်တယ်အာမင်ဆက်ပြီးတော့ဖះကိုကိုးစားမှဖြစ်တယ်ဆက်ပြီးတော့ဖះရဲ့မျက်နှာကိုရှာမှဖြစ်တယ်အာမင်ဘာဖြစ်လို့လဲဆိုရင်ကျမ်းစာထဲမှာပြောတယ်ဂတိပေးတဲ့သူဟာ ဂရိပေးထားတဲ့အတိုင်းတည်တဲ့ဖရာလုံနိုင်တဲ့ဖရာဖြစ်တယ်လို့နှုတ်ဘတ်တော်ထဲမှာပြောထားတာဖြစ်တယ်အာမင်အာမင်ဆိုတော့အထူးသဖြင့်ဒီမှာရှိတဲ့လူငယ်တွေဖရာကဒီနေရာကိုပို့တယ်တချို့လူတွေအတွက်လမ်းဆုံးတယ်လို့သင်ခံစားကောင်းခံစားရတဲ့အချိန်တွေရှိလိမ့်မယ်။ဒါပေမဲ့ဒီနေ့ကျွန်မပြောပါရစေ။သင်လမ်းမဆုံးဘူး။ဒီနေရာကသင်ရဲ့လမ်းဆုံးမဟုတ်ဘူး။ ။တရားအတ္တအတွက်ဖခင်ရဲ့ချီးမားတဲ့အကျံစီရှိတာဖြစ်တယ်။အဲ့ဒီရာကိုခုချက်ချင်းမမြင်ရသေးဘူးဆိုရင်လေယုံကြည်ခြင်းနဲ့ celebrate ရှေ့လန်းလန်းကြပါဖြစ်တယ်။ယုံကြည်ခြင်းနဲ့ကျမတို့ဖခင်ရဲ့မျက်နာကိုဆက်ပြီးရှာကြမှာဖြစ်တယ်။အာမင်။ဆိုတော့ဒီဆောင်းနေရတဲ့ကာလမှာဖခင်ကတိပေးတဲ့အရာတွေကိုဆောင်းရတဲ့ကာလမှာပိုကောင်းတဲ့နေရာကိုရောက်ဖို့ရန်အတွက်ကျမတို့ဆောင်းနေရတဲ့ကာလမှာဖခင်မျက်နာကိုရှာရအောင်။အာမင်။ဖခင်မျက်နာကိုရှာရအောင်။ ဒီတိုင်းမနေဘဲနဲ့ဖျားနိုင်ငံတော်အတွက်ကိုတက်နိုင်တဲ့ဘက်ကနေလှုပ်ရှားရအောင်အာမင်လှုပ်ရှင်ဖျားပေးတဲ့အရာတွေပိုတိုးတက်အောင်ပိုတိုးပွားအောင်ကြိုးစားရအောင်လှုပ်ဆောင်ရအောင်လှုပ်ရှင်ဒီဆောင်ရတဲ့ကာလမှာအရေးကြီးဆုံးကတော့ဖျားကိုဖျားအပေါ်မှာထားတဲ့ကျွန်တော်ယုံကြည်ခြင်းဖျားအပေါ်မှာထားတဲ့ကျွန်တော်ရဲ့မျော်လင့်ခြင်းမယွရော့ပါစေနဲ့ဖခင်ကိုဆက်ပြီးတော့ကျွန်တော်ယုံကြည်မှဖြစ်တယ်အာမင် ဒီနေရာမှာကျွန်တော်ရှိနေခြင်းအားဖြင့်သင်ကတော့အိုးငါကအာ UND ဗာလဲမရထားဘူးဆိုရင်နောက်နေ့ဒါမှမဟုတ်ရှင်နောက်လသွားရတော့မှာဒီလိုဖြစ်သွားတယ်ဆိုပြီးတော့ complain နေမှာရှိမှာဖြစ်တယ်။ဒါမှကျွန်မယုံကြည်တဲ့အရာတခုကဗာလဲဆိုရင်ဖခင်ကဒီနေရာမှာထားတာကဖခင်မှာအကျဉ်းစီရှိသေးလို့ဖြစ်တယ်လို့ကျွန်မယုံကြည်တာဖြစ်တယ်။ Amen ။ဖခင်ခေါ်တဲ့နေရာဖခင် ပြောထားတဲ့နေရာတခုကျွန်မတို့ရောက်လာတဲ့ခါမှလေးပြန်ကြည့်တဲ့ခါမှအိုးအဲ့ဒီတုန်းကဖခင်ဆောင်းခိုင်းတဲ့အရာအိုးအဲ့ဒီတုန်းကဖခင်ကဒီလိုကြုံစီခဲ့တဲ့တဲ့အရာကဒီဟာအတွက်ပါလားဆိုပြီးတော့ဖခင်ကကျွန်တော်တို့မျက်စိတွေကိုပြန်ပြီးဖွင့်ပေးပါဖြစ်တယ်ဖခင်ကပြန်ပြီးမြင်စေပါဖြစ်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့အခုအချိန်မှာငီးတွားနေရတဲ့အရာတွေကအဲ့ဒီတနေ့ရောက်လာတဲ့ခါမှဖခင်ကိုချီးမွမ်းဖို့ဖြစ်လာမှာဖြစ်တယ်အာမင်အာမင် ဆိုတော့ကျမငငငယ်တုန်းကကျမမိဘနဲ့ပါဆော့ဆော့ဆီဆီဆုံးသွားတယ်ဆိုတော့ကျမငငယ်တုန်းကဖခင်ကိုအမြဲတမ်းအပြစ်တင်ပြီးတော့ဖခင်ကိုအမြဲတမ်း complain တက်တယ်ကျမကကိုရောဘာလို့ဒီလိုကြုံစီတာလဲအခက်အခဲတခုကြုံကြုံနေလူတွေရဲ့ဘာလဲဘယ်လိုပြောမလဲကိုထင်မဲ့ဖြစ်မလားမသိဘူးလူတွေအထင်သေးတယ်ဘာမှမလို့ရှင်လူတွေကောင်းကောင်းမဆက်ဆံဘူးလို့ခံစားရတဲ့ချိန်တွေစေလဲဘာကိုအမြဲတမ်းကျမပုံဩပြီးပြစ်တယ်လဲဆိုရင်အော်ငါမိဘတွေမရှိလို့ ဖခင်ကငါမိဘဆော့ဆော့ခေါ်တော့ငါဒီလိုကြုံရတာငါဒီလိုခက်ခဲတာဆိုပြီးတော့ကျွန်မအမြဲတမ်းဖခင်ကို complaint တက်ခဲ့တာဖြစ်တယ်။ဒါပေမဲ့ဖခင်ရဲ့ချစ်ချင်းမြတ်တာကိုနားလည်လာပြီးတော့ကျွန်မအသက်တာထဲမှာဖခင်ထားတဲ့ calling ကျွန်မတိလာတဲ့ခါမြင်တက်လာတဲ့ခါမှလေအော်စရာကောင်းကောင်းနဲ့ဘာကျွန်မဘလို့ဖခင်ဖခင်ဖခင်စီကိုတွားတဲ့ခါဘလို့ပြောလာတယ်လဲဆိုရင်ကိုတော်လို့ကျွန်မရဲ့မိဘတွေကိုဆော့ဆော့စီစီခေါ်သွားလို့ဂျေဇူးတင်နေတော့လို့ကျွန်မပြောတတ်တာဖြစ်တယ်။အာမင် ဒီတွေးလိုက်လို့ရှင်အဲ့လိုပြောတာကအရန်ယူအားတဲ့သူမှပြောမှလေဟုတ်တယ်နော်ဘေဘေဘေဘသူကမှကိုမိဘတွေကိုစောစောစီစီမသိစေချင်ဘူးမထားခဲ့စေချင်ဘူးဒါပေမဲ့ထားခဲ့ခံရပြီဒါပေမဲ့အဲ့ဒီရအတွက်ပဲချင်းမှာဖခင်ကိုချီးကျေးဇူးချီးမွမ်းတတ်တယ်လဲဆိုရင်အော်ဒီလိုမျိုးတွေကြုံခဲ့ရပါမယ်ဖခင်ကဒီရတဲ့ကနေမြောက်များစွာသောအရာတွေကိုတင်ပေးတယ် ရင့်ကျက်စေတယ်။သူ့ကိုကိုးစားတတ်အောင်သင်ပေးနေတာပါလားဆိုတော့ကိုကျွန်မတိလာတဲ့ခါမှာမြင်လာတဲ့ခါမှာအချိန်ပေါင်းမနေဘူး။ကျွန်မဖေရကိုပြန်ပြီးကြီးစွာချီးမွမ်းတာဖြစ်တယ်။ကိုရောခက်ခဲခဲတယ်ဟုတ်တယ်။ကိုရောနာကျင်ခဲ့တယ်ဟုတ်တယ်။ဘယ်မျက်ရည်တွေကြားခဲ့ရတယ်ဟုတ်တယ်။ဒါပေမဲ့ကိုကြီးစွာတင်တယ်။ဘာဖြစ်လို့လဲ။ဒီရာတွေကကိုရောကိုကိုးစားတတ်စေလို့ ဒီရတွေကလူတွေပေါ်မှာမမီခိုပဲနဲ့ကိုရောကိုပဲကိုးစားတတ်အောင်သင်ပေးခဲ့တာဖြစ်လို့ကိုရောကိုဂျေဇုတင်နေဆိုပြီးတော့ပြန်ပြီးဂျေဇုချီးမွမ်းတတ်တာဖြစ်ပါတယ်အာမင်ဆိုတော့ဒီမှာရှိတဲ့မိဘတွေတော်ကောင်းလူငယ်တွေအယောက်ချင်းစီတိုင်းဒီနေရာကိုဘာလို့ဒီလိုမျိုးရောက်ရသလဲသူတို့အပြစ်တင်ပုံချခြင်းတဲ့လူတွေအများကြီးရှိမှာဖြစ်တယ်အာမင်အာမင် အပြစ်တင်တုံပုံချစေတဲ့သူတွေအများကြီးရှိမယ်နိုင်ငံကောင်းဆောင်ဖြစ်ပလားဘသူပဲဖြစ်ဖြစ်ပေါ့နော်နာမည်တော့မခေါ်တော့ရှိမှာဖြစ်တယ်ဒါမဲ့ဒီຢာတွေကတနေ့မှာကျွန်တော်ဖခင်ကိုပြန်ပြီးကြီးစွာချီးမောင်းဖို့ဖြစ်လာမှာဖြစ်တယ်ယုံကြည်ခြင်းနဲ့ကျွန်တော်ရှိဆက်လို့ရှိရင်အာမင်တနေ့ကျကိုရောဒီလိုကြုံခဲ့လို့ဒီလိုခက်ခဲခဲ့လို့ဒီလိုထွက်ပြေးခဲ့ရလို့ဒီလိုဖမ်းဆီးခံခဲ့ရလို့ ဒီလိုမလုံလောက်တဲ့ခြင်းတွေကြုံခဲ့ရလို့ကိုရောကိုကြီးစုတင်တယ်နော်ဆိုပြီးတော့ကျွန်တော်ပြန်ပြီးကြီးစုချီးမွမ်းတဲ့တနေ့ပြန်ပြီးရောက်လာတာဖြစ်ပါတယ်အာမင်အခြေတွေအားလုံးကိုဖခင်ပြောင်းပြန်လှန်တဲ့တနေ့ရောက်လာမှာဖြစ်ပါတယ်ဒီနေ့မှာလူတွေရှေ့မှာ ရှက်ကြောက်ရတဲ့အရာတွေလွလွလလလောင်တော်လုံးမရဘူးလို့သင်ခံစားနေရတဲ့အရာတွေကတနေ့မှာဖခင်ကပြောင်းပြန်လှန်ပေးမှာဖြစ်တယ်ဒီအားလုံးကလူတွေရှေ့မှာ မွေးချိုက်တော့တက်တဲ့ခံကြရဖြစ်ပြားကပြောင်းလဲပြောင်းမှာဖြစ်ပါတယ်အာမင်ဒါကြောင့်ယုံကြည်ခြင်းရှိတော်သူတွေခရစ်တော်အထဲမှာမျော်လင့်ခြင်းရှိတော်သူတွေကျွန်တော်ဒီဆောင်စားရတဲ့ကာလမှာဒီတိုင်းမနေဘူးဖြစ်တယ်ဖခင်ကိုမျော်လင့်ပြီးတော့ရှေ့ဆက်မှာဖြစ်တယ်အာမင်အာမင်အာမင်ရောက်ချင်းစီတိုင်းကိုဖခင်ကောင်းချီးပေးပါစေ